မင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ26ရက်နေ့ Radio NUG ရဲ့မနက်ခင်းစီရီသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်။စစ်ကောင်မရှင်ရဲ့တူယောင်ရွေးကောက်ပွဲမှာပါဝင်မဲ့သူများနဲ့ဖြစ်မြအောင်ကူညီတဲ့မြို့သူကိုမစိုးပြက်ပြက်တတအေးအေးယူမယ်လို့ချင်းညီနောင်ထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ပြပေးခြင်းပါတယ်။ အကြံဖက်စစ်ကော်မရှင်ကကျင်းပမယ်အတူရောင်ရွေးကောက်ပွဲမှာပါဝင်ရှင်ပြိုင်မယ်နိုင်ငံရေးပါတီကိုယ်စားလှယ်များနဲ့ရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီဆောင်ရွက်ပေးတဲ့မြို့သူကိုမဆိုတက်ပြက်တသားအရေးယူသွားမယ်လို့ချင်းညီနောင်ချင်း brother ဟုကသတင်းထုတ်ပြန်ထားပါတယ်ပြည်သူသဘောဆန္ဒမပါပဲတရားမဝင်ရေကောက်ပွဲဖန်တီးပြုလုပ်ခြင်းဟာဒီမိုကရေစီစနစ်နဲ့ဆန့်ကျင်နေပြီးအချုပ်အခြာအာဏာကိုအတင်းအဓမ္မရယူဖို့စူးစမ်းနေခြင်းသာဖြစ်တယ်လို့ဆိုပါတယ် စစ်ကော်မရှင်ဟာနိုင်ငံရေးအကျဉ်းသားများကိုဆက်လက်ဖမ်းဆီးထားခြင်းနိုင်ငံတော်ဝန်ရှိအရတားပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်နေခြင်း စေအုပ်ချုပ်ရေးကဲ့သို့တင်းကျပ်တဲ့ဥပဒေများချမှတ်ထားခြင်းနဲ့ပြည်သူ့ကိုယ်စားပြုတဲ့နိုင်ငံရေးပါတီများမပါဝင်ခြင်းတို့ကြောင့်၎င်းတို့ကျင်းပမဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုနဲ့တရားမျှတမှုမရှိတဲ့အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ထောက်ပြပါရယ်။ဒါအပြင်တရားမဝင်ရွေးကောက်ပွဲကြောင့်ဒီမိုကရေစီနည်းကျရွေးကောက်ခံအစိုးရဖြစ်မလာတဲ့အပြင်ပဋိပက္ခကိုပုံမကြီးထွားနိုင်စေပြီးနိုင်ငံရေးအရာထွက်ပေါက်ရှာတဲ့ဆရာနာရှင်စနစ်တက်ဆိုးရှည်ရေးကြိုးပမ်းမှုသာဖြစ်တယ်လို့ဆိုပါရယ်။ စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲကိုချင်းညီနောင်အနေနဲ့တနိုင်ငံလုံးရှိမိတ်ဖက်ဒေါ်လာရေးဖွဲ့စည်းများနဲ့ပူးပေါင်းလက်တွဲကစန့်ကျင်သွားမှာဖြစ်ပြီးနိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့လည်းအတူရောင်ရွေးကောက်ပွဲကိုအားပေးထောက်ခံခြင်းမပြုကြဘို့မြစ်တာရက်ခံထားပါရခင်ဗျာလေကူမျိုးနဲ့အုံနေကုန်းရက်ွက်ရုံကိုပြင်းအောင်မြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါမယ် ရန်ကုန်တိုင်းလေကူမြို့နယ်အုံနယ်ကုန်းရပ်ကွက်အုတ်ချုပ်ရည်မှုရုံကိုတင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ရန်ကုန်အာမီ YA ကသတင်းထုတ်ပြန်ထားပါတယ်။စက်တင်ဘာလ25ရက်နေ့ည9နာရီဝန်းကျင်မှာအကြမ်းဖက်ဆက်ကော်မရှင်လောက်ကန်အုတ်ချုပ်ရည်မှုနယ်လူမိုက်အဖွဲ့ရပ်ကွက်ရုံမှာရှိနေချိန်မှာတင်းအားမြင့်မိုင်းနှလုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုရန်ကုန်အာမေ YA ရဲဘော်များကဆောင်ရွက်ခဲ့တာဖြစ်ပြီးပြစ်မှတ်ကိုထိရောက်စွာတိုက်ခိုက်နိုင်ခဲ့တာကြောင့်ထိခိုက်ဒေဆုံးမှုရှိနိုင်တယ်လို့သိရှိရပါတယ်။အုံနေကုန်အုပ်ချုပ်ရေးမှုနယ်အဖွဲ့အားတရားမဝင်ရေးကောက်ပွဲကိစ္စများကိုဆောင်ရွက်ခြင်းလူငယ်များအောင်ပေါ်တာဆွဲပြီးစစ်မှုထမ်းလိုအပ်တဲ့နေရာများကိုရောင်းစားကလူကုန်ကူးခြင်းများကိုလှုပ်ဆောင်နေတာကြောင့်အခုလိုတိုက်ခိုက်ခဲ့တာလို့အသိပေးထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတပိတ်ချင်းမှာစစ်ကောင်မရှင်တက်ကနှစ်ကြိမ်တိုင်ပုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသားနှုတ်ဦးဒေယာရရှိခဲ့တဲ့တဲ့ရင်ကိုတင်ပြပေးကြပါရစေ။မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်တောင်ပိုင်းချောင်းကြီးနယ်ဤတဝိုက်ကိုစစ်ကောင်မရှင်ကနှစ်ကြိမ်တိုင်ပုံကျဲတိုက်ခိုက်ခဲ့ရာအမျိုးသားနှုတ်ဦးဒေယာရရှိခဲ့တယ်လို့ Voice of Mandalay ကထုတ်ပြန်ထားပါရစေ။ စက်တင်ဘာလ25ရက်နေ့နေ့လယ်12:30မိနစ်အချိန်မှာစစ်ကောင်မရှင်တပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့ဂျိန်ပြုလုပ်ခဲ့ပြီးလူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ဆိုပါတယ်။ဒါပြင်12:59မိနစ်အချိန်မှာလေ Jet Fighter နောက်တစ်စီးနဲ့နှစ်ကြိမ်ထပ်မံပုံကျဲခဲ့ရာအမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးစိုးရိမ်ရတဲ့အခြေအနေမှာရှိတယ်လို့သိရှိရပါတယ်ခင်ဗျာ။ဆလဘီမြောက်ခင်ရန်ပြည်ရွာကိုမြစ်တာမြေကန်ပေးကျွာတချို့ကစားနယ်ရိတ်ခါတို့များပို့ဆောင်ရောင်းဝယ်နေတဲ့တဲ့တင်ကိုတင်ပြပေးခြင်းပါတယ်။ မကွေးတိုင်းကံကောင်းမြို့နယ်မြောက်ပိုင်းမြစ်တာမြေကန်ပေရှိကျေးရွာချူကဒေသခံများဟာရေချောင်းတုံးပြီး၍မြောက်ခင်ရံရွာအစရှိတဲ့ပြူစောတိကျေးရွာများကိုစားနဲ့ရိတ်ခါတုံများပို့ဆောင်ရောင်းဝယ်နေကြတယ်လို့ရောလင်းတန်းကဖော်ပြထားပါတယ်။မြစ်တာမြေအထက်ပိုင်းကနေမြေရီစီတိုင်းစီဆန်စာဟင်းကျုံမုံငပိငချောက်စေပေါ်လိမ့်နဲ့ဆက်သုံးစီအစရှိတဲ့စားနဲ့ရိတ်ခါနဲ့အခြားအုံဆောင်ပစ္စည်းများကိုရေလွယ်တကူမဝင်နိုင်စေရန်ရေစုခန့်အိမ်များငါးကလန်ဆန်းအဝါရောင်ပုံများနဲ့တေချာထုတ်ဖို့က မျောပါပို့ဆောင်နေကြတယ်လို့ဆိုပါတယ်။အခုလိုမြေကြောင်းတိုင်းရေစင်းနဲ့မျောပြီးလက်ခံရရှိတဲ့ပစ္စည်းအထုပ်များပေါ်မူဒီကအရေးအတွက်နဲ့တန်ဖိုးကျင်းွေကိုဖုံးပြဆက်သွဲပြောဆိုက KB Wave Pay ကနေပတ်ဆိုင်ရှင်းတာပစ္စည်းဝယ်တာတွေကိုလှုပ်ဆောင်နေကြတာဖြစ်တယ်လို့သိရှိရပါတယ်။ထို့သောပို့ဆောင်နေတဲ့အထုပ်တွေကိုမြစ်တာမြစ်ထဲမှာငါးဖန်းနေတဲ့တငါတဲ့တွေကလမ်းခုလက်ကနေဆေးယူတာတွေလည်းရှိနေတယ်လို့သိရှိရပြီးဘေရွာကဘသူတွေလှုပ်ဆောင်နေကြတယ်ဆိုတဲ့အချက်လက်တွေကိုဖော်ပြထားခြင်းမရှိဘူးလို့သိရှိရပါတယ်ခင်ဗျာ။ ယခုတင်ပြခဲ့တဲ့စည်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက်ခါရှင်နေပရေဖိုးတို့ကပေးပို့ထားခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ຫນွေဦးလင်ပါပါ